မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဇန်နေမြန်မာပြည်ပါဒီနေ့9ရက်6လ2025စနေနေ့ဖြစ်ပါတယ်ဗျာတပတ်စာကျွန်တော်တို့ဟိုကောမတ်တီရေးထားတဲ့အခါမှာပြန်လည်ဖြေကြတဲ့အစီအစဉ်ဖြစ်ပါတယ်ဒါကြောင့်9ရက်6လ2025တပတ်စာ ကောင်းပါမယ်ဘုရားနဲ့ဖြေကြတဲ့အစီအစဉ်များကိုစတင်ပါလေဗျာဒီဒီပါအတွင်းမှာတော့ကျွန်တော်တို့ကားရောင်းခြင်းတဲ့ပုံကိုယ်တွေအဲကျွန်တော်တို့ကားရောင်းအောင်မယ်နီးလေးကိုမေးမြန်းထားတာဖြစ်ပါတယ်ဒါကြောင့်ကားရောင်းခြင်းတဲ့ပုံကိုယ်အားလုံးတို့ဒီဘန္နာရွက်ဘန္နာဘင်ရဘန္နာရွက်စုစုပေါင်း29ရွက်ကိုအနာဘုရားတဆူရဲ့တင်းနှလာထောက်မှာတွားရောက်ပြီးတော့လှူဒန်းပြီးဆုတောင်းမြတ်စွာဘုရားသခင်ရဲ့ကြီးမန်းပြီးတော့ကျွန်တော်တို့ဘန္နာရွက်ကျွန်တော်တို့29ရွက်များလှူဒန်းပါစေသူလှူဒန်းတဲ့ကံကြောင့်ဘုရားပြီးတော့ကားလေးကိုရောင်းတော့မှာကားလေးကိုရောင်းမှာ ရောက်မဲ့ကားလေးကတော့ဘေကားလေးအဲ့ဒါဘေးရဲ့အတွင်းမှာဘေးသေးနဲ့ရောက်နေပါလေဒါကြောင့်ဒီဘုရားမှာဆောင်ကြကြတဲ့ပုံကူတွေကနေပါဒီပန်ရဲကလေးကိုလူတန်းတဲ့အကျိုးကြောင့်ဒီကားလေးကိုတတ်မှတ်ထားတဲ့ရဲ့အတွင်းမှာတတ်မှတ်ထားတဲ့ငွေကြီးနဲ့အမြန်ဆုံးရောက်အောင်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတနေ့ဘုရားတဆူရဲ့တနေ့လာတော့မှာဘလောက်ညနဲ့29ရက်တီတီလှူဒန်းပြီးဆူတောင်းမယ်ဆိုရင်ကားရောင်းအောင်မှာဖြစ်ပါလေဗျာဒါကြောင့်ကားရောင်းမဲ့ရင်းတဲ့ပုံကူများအဲ့ဘရော့ရဲ့ဂလူးကိုတင်းတင်းလာတော့မှာ29ရက်တီတီလှူပြီးဆူတောင်းမယ်ဆိုရင် တင်ဆူတောင်းပြီးတဲ့အချိန်အစပြီးအနှစ်ရအတွင်းမြန်ရင်နှစ်ရနောက်ကြရင်၁၄ရအတွင်းကားများရောင်းဝယ်အဆင်ပြေသွားမှာဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ငွေကြီးနဲ့ပတ်သက်လို့ကြက်တယ်ကြက်တယ်ဆိုတဲ့ပုံကူများငွေကြက်တယ်ဆိုတာကအဲငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲ့ပုံကူအလုံးလို့ဒီတော့ကျွန်တော်တို့မိမိအိမ်မှာကျွန်တော်တည့်ရပြန်တည့်ရဆို20နဲ့တည့်ရတိတိအရေးလေးပါလေးစေးစေးပြီးခုပြီးရကလိပါလေးစေးပြီးကြွကြွကလေးနဲ့ထက်အိမ်မှာချိတ်ပြီးတင်းတင်းလာအရှိအရာပဲကိုလွှဲလွှဲပြီးမှဆူတော့ အသင်တွေကလေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တာလိုးနေတဲ့ငွေကြီးကျက်နေတဲ့ကျက်နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းအောင်ဂူကြီးစောက်ချောက်ပါဆိုတဲ့အကြောင်းเนาะအဲတနည်းလားအရှိအရာကိုအဲ့ခင်ဗျအသေးရဲ့ကလေး22ရက်ကိုလွှဲလွှဲပြီးစူးတောင်းဆိုရင်တင့်မှာငွေကြီးကျက်တဲမှုများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အားကျွန်တော်မှာငွေကြီးရှိတယ်အကျွေးတွေပေးရမှာအစိုးရဗန်ကျွေးတွေပေးရတော့မှာဆိုတဲ့မင်းမြန်ထားတဲ့ပုံကူများအားလုံးတို့ကလည်းကျွန်တော်တို့ တည့်ရပင်ရတည့်ရရပဲ20နှစ်တည့်ရကိုစနေတော့အနောက်တောင်တောင်မှာချိတ်ချိတ်ပြီးမှလွဲ့လွဲ့ပြီးတော့ဆူတောင်အသင်တည့်ရကလေးရအာကျွန်တော်တို့လေးအစိုးရပေးရမယ်ဘဏ်အကျွေးလေးတွေရှိတယ်ငွေအကျွေးလေးတွေရှိတယ်အကျွေးတွေကြီးခြင်းနဲ့ဒါကြောင့်အကျွေးတွေကြီးသေးနိုင်တဲ့အကျွေးရတော့ကျွန်တော်ပတ်စံဗလာအကျွေးရဗလာအဲ့ဒီအကျွေးကိုကြီးသေးနိုင်တော့အခွင့်အလမ်းတွေပေါ်အောင်အများဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်လှည့်ပြီးမှတရကြီးရွက်ကလေးကိုလွှဲလွှဲပြီးဆူတောင်းမယ်ဆိုဆူတောင်းလွှဲပြီးတဲ့အချိန်အစပြီး၄ရက်အတွင်းနားပိုင်းဆို၅နာရီ ရေအဖြစ်ပြောရင်စက်နှစ်လောက်တွင်ငွေကြီးနဲ့ပတ်သက်တယ်မှာပြန်ရစရာများအကျွေးများအမြန်တို့ပိဆက်နေမှာဖြစ်ပါလေဗျာဒါကြောင့်အကျွေးနဲ့ပတ်သက်တဲ့ပုံကအားလုံးကတော့စနေတော့အနောက်တောင်တောင်လက်တည့်ပြန်တည့်ရဲ့20တည့်တည့်ရဲ့ကိုကျွတ်ကျွတ်ကလေးနဲ့ထည့်ပြီးလွှဲပြီးတော့ဆူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆို့နေတဲ့အကျွေးများအမြန်တို့ကြည်အောင်မှာဖြစ်ပါလေဗျာတချို့ကလည်းမြေရောက်နေတဲ့မြေရောက်နေတဲ့ပုံကများမြေရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအာကျွန်တော်တို့အိမ်မှာရေဘူးလေးတစ်ဘူးထဲမှာရေခေါ်ကလေးတစ်ခွက်ထဲမှာရေထက်ရေထက်ပြီးကစွန်းညွန့်ငါးညွန့် အဲ့ဒီအထက်ကစင်းကျော်တူတူလေးမဟုတ်ရှည်ကြီးလေးတွေထက်ထက်ပြီးမိမိနေထိုင်တာအရရဲ့အင်္ကာတော့အရှိတောင်တော့မှာထားပြီးမှသုတော်အတင်ကစင်းကျော်လေးရဲ့ကျွန်တော်တို့မြေရောက်မယ်ရောက်မယ်မြေလေးရလဲဘယ်နာအကွက်ကလေးအဲ့ဒါအစည်းရတော့ဘယ်စည်းဘေးရအတွင်းရောက်နေတယ်ဒါကြောင့်အတင်ကစင်းကျော်လေးရကျွန်တော်ဘေးနာအကွက်ကလေးကိုရောက်မယ်ရောက်မယ်စည်းရဘယ်စည်းဘေးရအတွင်းရောက်အောင်အမြန်ဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့မိမိရဲ့အိမ်ရဲ့အင်္ကာတော့မှာကစင်းကျော်ငါးညို့အဲ့ဒီဟိုမှာထားပြီးတော့ဆူတောင်းမယ်ဆိုရင် မြေယာများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါလေဗျာเนาะခြံရောင်းခြင်းတဲ့ပုံကူများခြံနဲ့ပတ်သက်တဲ့ရောင်းခြင်းတဲ့ပုံကူများစနေတော့အနောက်တောင်တော့စနေတော့အနောက်တောင်တော့မှာကျွန်တော်တို့ကဗရောက်ပြန်ဗရောက်ရဆို29ရက်အဲ့မှာအနောက်ဖရာတစုမှာလှူပြီးတော့စုတော့ကျွန်တော်ကားလေးကိုရောင်းခြင်းနေဗျာဗရောက်ရစနေတော့မှာစောင့်ကြောက်တရားတဲ့ပုံကူများကျွန်တော်တို့ဒီဗရောင်းညမ29ညမလူရမ်းပါတယ်ဥသူလူတန်းနဲ့ကံကြောင့်ဖရာကြီးကိုကားလေးကိုရောင်းနေတာ အရောက်မဲ့ကားလေးရတဲ့ဘေးကားလေးဘေးရဲ့အတွင်မှာဘေးသေးနဲ့ရောက်ညင်ပါလေအများဆုံးရောက်အောင်ကူညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့အဲ့ခင်ဗျစနေတော့နောက်တော့မှပရောင်ညွန့်29ညွန့်လူပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်ကားများဆိုအများဆုံးရောက်ထွက်သွားမှာဖြစ်ပါတယ်အရွှေနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်များရွှေရှားနေတဲ့ပုဂ္ဂိုလ်များရွှေနဲ့ပတ်သက်တဲ့ကိစ္စလေးလိုချင်နေဆိုလို့ရှိရင်မိမိရဲ့အိမ်မှာခင်းခင်းလေးတစ်ချောင်းကိုဇီရိုကလေးနဲ့ထည့်တင်းလာအရှိအယကိုလှည့် လှည့်ပြီးမှခမရအဲ့ခင်းလေးကိုလွှဲလွှဲပြီးမှဆူတော့အတင်ခင်းလေးရေအာကျမတို့ရွှေတွေရှာတယ်ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေလိုချင်တယ်ရွှေတွေရောင်းပြီးတဲ့အခါမှာကျမတို့ငွေတွေလိုချင်တယ်ကျမတို့လိုချင်တဲ့ငွေရတာဘယ်လောက်လောက်ရွှေရလဲဘယ်လောက်လောက်ရမှဖြစ်မလဲရောင်းလို့ရှိရင်ငွေနဲ့ပတ်သက်မှာဘယ်လောက်လောက်လိုချင်တယ်ဒါကြောင့်အကျမတို့ရွှေတွေလည်းလိုချင်တယ်ရွှေရောင်းရတဲ့ငွေတွေလည်းကျမတို့လိုချင်တယ်အဲ့ဒီခွင်းလန်းနေပေါ်အများဆုံးကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္လာအရှိအယကိုလှည့် အဲ့ခင်းလေးကိုလှုပ်လှုပ်ပြီးမှထူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆေနေတဲ့ရွှေများပိတ်ဆုံနေတဲ့ငွေများအများဆုံးရရှိမည်ဖြစ်ပါကြောင်းဒီဒီပါမင်းများဆုံလန်းထားတဲ့ပုံကုန်းနဲ့ဖြေများကိုပြန်လည်ဖြေချပေးလိုက်ပါတယ်ဗျာဒီနေ့ကတော့9ရက်6လ2025စနေနေ့ဖြစ်ပါတယ်ဗျာပြန်လည်ဖြေချကောမန့်များအစီဖြစ်ပါတယ်အဒီအစီအစဉ်ကိုနားထောင်ကြတဲ့ပိတ်သက်အားလုံးတို့ဒီအနာထောင်ပြီးတဲ့အချိန်အစပြီးမိတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းပါစေကြောင်းရှင်ရမင်းမိသားစုကိုစား ဆရာကြီးမြန်မာပြည်မှာလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ